Hello everyone ဒီနေ့မှာတော့စာလုံးပေါင်းတူပေမဲ့ what stress ကြောင့်မို့လို့အတိတ်ပဲနဲ့အတုံးပြပုံကွဲပြားသွားတဲ့ပထမနေရာမှာအတန်မြင့်တဲ့ present နဲ့ဒုတိယနေရာမှာအတန်မြင့်တဲ့ present အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမနေရာမှာအတံမြင့်တဲ့ present ကတော့ adjective နဲ့ noun ဆိုပြီးတော့အသေးပဲနှမျိုးသုံးလို့ရပါတယ် ်ပါ Adjective အနေနဲ့ဆိုလို့ရှိရင်ရှိနေတော့တက်ရောက်နေတော့ဆိုပြီးတော့အတိတ်ပဲရှိပါတယ်ဥမာအနေနဲ့ everyone is present in the class လူတိုင်းအတန်းထဲမှာရှိတယ် now အနေနဲ့ဆိုရင်တော့လက်ရှိအချိန်ဒါမဟုတ်လက်ဆောင်ဆိုပြီးတော့အတိတ်ပဲရှိပါတယ်ဥမာအနေနဲ့ in the present လက်ရှိအချိန် a birthday present မွေးနေ့လက်ဆောင် ။ present ဆိုတဲ့ verb ကတော့တခုခုကိုတင်ပြတဲ့နေရာမိတ်ဆက်ပေးတဲ့နေရာတွေမှာသုံးပါတယ်။ I will present my report tomorrow. မနေ့ပြန်ကျမရဲ့အစီရင်ခံစာကိုတင်ပြမယ်။ Let me present my new friend. ကျမရဲ့တငယ်ချင်းအစ်တနဲ့မိတ်ဆက်ပေးပါစေ။အနည်းချုပ်အနေနဲ့ဒီစာကြောင်းရဲ့ဥမာလေးကို ကြည့်လိုက်ကြရအောင် All the staff are present today So I will present my ideal and give each person a small present. ဒီနေ့ဝင်ထမ်းအလုံးတက်ရောက်နေကြလို့ကျမအကြံပြုချက်ကိုတင်ပြပြီးလူတိုင်းကို လက်ဆောင်လေးတစ်ခုစီပေးပါမယ်။ဒီလောက်ဆိုရင်တော့စကလုံးတူပေမဲ့ အတန်ထွက်ကွဲတဲ့ present နဲ့ present ကိုနားလည်တဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ် so keep shining with your english bye for now